ကလင်တန်ကိုကြီးကြီးမားမားခန်းစားခဲ့ရတဲ့မန္တလေးနေပြည်တော်ပါဝင်ရောင်မျိုးနဲ့အနီးတစ်ဝိုက်မှာမိုးထစ်ချုံရွာနိုင်ပြီးတော့မိုးကြီးနိုင်တာဖြစ်တဲ့အတွက်အခုကလေးကနေကလင်တန်သိရင်ဒေသတွေမှာအမိုးကားများပြင်ဆင်နိုင်ဖို့အတွက်မိုးစလာညွန်ကြိုင်မှုဦးစီးဌာနကနေပြီးတော့အခုပဲပြည်သူတွေကိုတတိပေးထုတ်ပြန်ထားလိုက်ပြီလေဖြစ်ပါရယ်ကလင်ဘေးသိရင်နေပြည်တော်နဲ့မန္တလေးပါဝင်ရောင်မျိုးနဲ့အနီးတစ်ဝိုက်မှာလာမင်းအေဘီလာကိုရင်နေ၌မိုးထစ်ချုံပြီးတော့နေရာကွက်ချာ မိုးထချုံရွာမှာဖြစ်ပြီးတော့ရွာရန်ရွာနှုံက80ဖြစ်ကြောင်းစစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇီလာဗေဒာညွန်ကြားရေးဦးစီးဌာနမိုးစလာကလည်းထုတ်ပြန်ထားတာကိုတွေ့ရပါရီကပ်ပလီပင်လယ်ပြင်မှာသိမ်းသိမ်းသိမ်းဖြစ်ထွန်းနေပြီးတော့ဘင်္ဂလားပင်လယ်အော်မှာသိမ်းအသေးသေးမှသိမ်းထွက်ထက်နေကလာမေအီဗီလာကိုရင်နေကမ်မန်ချက်မြရာစကိုင်းတိုင်းထဲပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြောင်းမိုးကြီးနိုင်တယ်လို့ဆိုပါရီဒါပြင်နေပြီးတော့ပုဂူတိုင်းမဝေးတိုင်းတလဲတိုင်းတိုင်းပြင်းနေပြင်းနေကရင်ပြင်းနေချင်းပြင်းနေမွန်ပြင်းနေရခိုင်ပြင်းနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှိပိုင်းတို့မှာနေရာကျကျနဲ့ကျန်းဒေသမြန်မာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ကြောင်းမိုးစလကပေါ်ပြထားတာကိုလည်းတွေ့ရပါရီမင်္ဂလာပင်လောအနောက်တောင်ပိုင်းနဲ့အဲ့ဒီနဲ့ဆက်ဆက်လေးရှိတဲ့မင်္ဂလာပင်လောအနောက်အလယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အာကောင်းတော်လီဖီယာနေရှာဝန်ဝဲမတ်လိုပရက်ရှာဟာကနူးမှာမြောက်အနောက်မြောက်ဘက်ကိုရွှေလျားနိုင်ပြီးထူမသစင်မြောက်အရှိဘက်ကိုပြန်ကွေကလာမီအီဘီလာဆိုင်နေမှာမင်္ဂလာပင်လောအလယ်ပိုင်းမှာဖြစ်ဖြစ် အားလျော့နိုင်တယ်လို့မိုဆလာကတော့ကြိုတင်ခန့်မှန်းထားတာကိုလေးတွေ့ရပါတယ်။အမျိုးသားညီညွတ်ရေးဆိုရ ANG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာဝန်ကြီးဌာနဖြစ်တဲ့ MHADM ကလည်းငလင်ဘေးဒင်ပြည်သူများအနေနဲ့မိုးရွာသွန်းခြင်း၊စိုက်စင်းလေပြင်းတိုက်ခတ်ခြင်း၊မိုးတိမ်တောင်များဖြစ်ပေါ်ခြင်းတို့နဲ့အတူနောက်ဆက်တွဲကြားမရေးဆိုင်ရာအနေများကိုအထူးသတိပြုနိုင်ကြပါရဲ့နဲ့အမိုးကာများကြိုတင်ပြင်ဆင်နိုင်ရန်အသည့်ပင်တို့ဆိုအကြောင်းကိုသိဆက်ထားတာကိုလေးပေါ်ပြထားတာကိုလေးတွေ့ရပါတယ် ဒါကြောင့်မလို့အရေးကြီးတာကတော့မုံတိုင်းကတော့ကြီးမမလာတော့မှာမဟုတ်ဘူးတကူပဲရှိတယ်။အဲ့ဒါကတော့ကျွန်တော်ပြည်သူတွေအနေနဲ့အထူးသဖြင့်ငလင်တန်တဲ့ဒေတာတွေစီမှာအခုချိန်မှာဆိုတော့ပြင်ငလင်တန်ကိုကြောက်လို့နော်။နောက်ဆက်တွဲငလင်တွေကဆက်လက်ပြီးလှုပ်နေသေးတယ်ဗျာ။ဒါကြောင့်မလို့လက်မပေါ်မှာယာယီသဲမိုးတွေနဲ့ဒါအိနေရတဲ့သူတွေရှိတယ်။ဒုက္ခသည်စကန်တွေမှာလည်းအဲ့ဒီအတိုင်းပါပဲ။ဒါကြောင့်မလို့အခုကလေးကနေမနေ့ပြန်ကနေစပြီးတော့မိုးရွာမှာဖြစ်တဲ့အတွက်ကြိုတင်ပြင်ဆင်ကြပါဗျာ။